မင်္ဂလာပါရှင်ဒီနေ့မှာတော့လေဝิญဉ်ရွေးရာရင့်ကျမှုအတွက်တကယ်ကိုအရေးပါတဲ့လက်ညွန့်ချက်တစ်ခုကိုကျမတို့အတူတူလေ့လာကြည့်ကြမယ်နော်ဟုတ်ကဲ့ဒါကတော့ဓမ္မတိချံထဲကရှင်ပေသရုရဲ့ဒုတိယစာဆောင်အခန်းကြီး7ပါပဲရှင်ပေသရုကသူ့ရဲ့ဟိုနှုတ်ဆုံးအချိန်နီးလာတော့လေယုံကြည်သူတွေဘလို့ခိုင်ခိုင်မာမာယက်တည်မလဲဘလို့ကြီးထွက်မလဲဆိုတာကိုအရေးတတိမားခဲ့တဲ့အချက်တွေပေါ့ဟုတ်ပါတယ်သူတတိပေးခြင်းနဲ့အဓိကအချက်တွေပေါ့လေဟုတ်ကဲ့ ကျမတို့ဒီနေ့ဆွေးနွေးမယ့်အချက်လက်တွေကတော့ the wise believers အဖွဲ့ကပြုစုထားတဲ့လေ့လာချက်မှတ်စုတွေပေါ်ခြေခံထားပါတယ်ရှင်။ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကတော့လေဒီကျမ်းပိုက်ထဲကတကယ်တန်ဖိုးရှိတဲ့သွန်သင်ချက်တွေကိုထုံနှုတ်မယ်။ပြီးတော့လက်ရှိကျမတို့ဝิญဉေရခရီလန်အတွက်ဘလို့လက်တွေ့အသုံးချနိုင်မလဲဆိုတာကိုနားလည်ဖို့ပါပဲ။ဟုတ်ကဲ့အထူးသဖြင့်ဟိုအမြပြုံးကြတဲ့တီလာတက်လေကားဆိုတာလေအဲ့ဒါပါလေဘာကြောင့်အရေးကြီးတယ်လဲဘလို့တိဆောက်အောင်လဲဆိုတာကိုအဓိကကြည့်သွားကြမယ်။ကောင်းပါလား။ ကဲဒါဆိုရင်ရှီဘီတွေးရင်နောက်ဆုံးမှတန်းတစ်ခုလို့ဖွင့်နေတဲ့ဒီအခန်းလေးကိုစပြီးဆင်းသက်ကြည့်ကြရအောင်နော်ပထမဆုံးအခန်းငယ်တင်းနဲ့နှစ်ကိုကြည့်လိုက်ရင်လေရှင်ဘီတူးကနှုတ်ဆက်ပြီးဆူတောင်းပေးတာနဲ့စထားတယ်ဟုတ်တယ်သူကသူ့ကိုသူယေရှုခရစ်ရဲ့ကျွန်းနဲ့တမန်တော်လို့မိတ်ဆက်တယ်ပြီးတော့လေယုံကြည်သူတွေရထားတဲ့ငါတို့နဲ့အတူတူအဖူးတန်တော်ယုံကြည်ခြင်းဆိုတာကကိုစ조사မှုကြောင့်မဟုတ်ဘူး ဖယားတခင်နဲ့ကဲတင်ရှင်ယေရှုခရစ်ရဲ့ဖြောင်းမခြင်းကြောင့်ရတာပါလို့အခြေခံကိုအရင်ဆုံးခိုင်မာစေတယ်နော်။ဟုတ်ပါတယ်။အခြေခံကအရေးကြီးတဲ့ဆိုတာကိုသူအရင်ပြတာ။အင်းအရေးကြီးဆုံးကအခန်းငယ်နှစ်မှာသူစူးတောင်းပေးတဲ့အချက်ပဲ။ဖယားတခင်ကို၎င်းငါတို့တခင်ယေရှုခရစ်ကို၎င်းတီးသောညံ့အားချင်းဂျေဇုတော်နဲ့ညီသက်ချင်းသည်တန်တို့၌ကြွပေါပြည့်စုံပါစေသောဆိုပြီးတော့လေ။ဒီနေရာကတီးသောညံ့ဆိုတာတာမန်တီးတာမျိုးမဟုတ်တော့ဘူးနော်။ ဟုတ်ပါပြီ။အဲ့ဒီတီတော့ညံကလေး Greek စကားလုံး epigenosis ကိုတုံးထားတာခမ။၎င်းတာမန်ဘဟုသူတော်အနေနဲ့တိတာ gnosis တဲ့အပြာကြီးပုံနဲ့ဆိုင်တယ်ပိုတိကြတယ်။အော်ဘလိုမျိုးနဲ့ဆိုင်တာလဲ။ဟိုလက်တွေ့အတွေ့အကြုံကနေရတယ်။ယင်းနီနီဆက်ဆံမှုကနေဖြစ်ပေါ်လာတဲ့အတီကျွမ်းခြင်းမျိုးပေါ့။မျက်နှာချင်းဆိုင်တိသလိုတယောက်အကြောင်းတယောက်အသွင်းချက်ချက်နားလေသလိုမျိုးဟောလေ။ ရှင်ပေသူရုကဒီလိုနတ်ဆိုင်တဲ့တိကျွမ်းမှုကဂျေဆုတော်နဲ့ငိမ့်သချင်းတိုးပွားဖို့တော့ရှက်ပဲလို့ဆိုနေတာ။အင်းအင်းဒါထင်မကဘူးအခန်းငယ်၃မှာဆက်ပြောထားတာကပိုတော်စိတ်ဝင်စားဖို့ကောင်းနေတယ်။အခန်းငယ်၃မှာပါဆက်ပြောထားလဲရှင်။အခန်းငယ်၃မှာလေငါတို့ကိုဖုံးတံခိုးတော်အာဖြင့်ခေါ်တော်မူသောသူကိုတိတော်ညာအပီဂီနောစစ်အာဖြင့်ငါတို့အသက်ရှင်ခြင်းဖျားဝတ်၌မွေလျောခြင်းနဲ့ဆိုင်သမျှသောအရာတို့ကိုဖျားတံခိုးတော်သည်ငါတို့အားပေးသနာတော်မူပြီလို့ဆိုထားတယ်။အော်တချင်း အသက်ရှင်ဖို့လိုအပ်တာတွေဖះစိတ်တော်နဲ့ညီအသက်ရှင်ဖို့လိုအပ်တာတွေအားလုံးပေါ့အဲ့ဒါတွေကိုဖះရဲ့တန်ဖိုးတော်ကနေရတယ်လို့ဆိုလိုတာဒီ epic gnosis ကဝိညာဉ်ရေးကခွန်အားနဲ့အရင်မြေအားလုံးကိုဖြန့်ပြတဲ့တော်လိုပဲခင်ဗျာဒါဆိုရင်ဖះအချောင်းအချက်လက်တဲ့အများကြီးသိနေလားတဲ့ဖះကိုဘုက္ကိုရေးရာရင်းရင်းနှီးနှီးတီးကျွမ်းဖို့ကပိုရေးကြီးတယ်ဆိုတဲ့တဘောပေါ့နော်ဟုတ်ပါတယ်အဲ့ဒါအဓိကပဲအဲ့ဒီလိုတီးကျွမ်းမှုကနေလိုအပ်သမျှကိုရရတယ်ဆိုတော့ တကယ်ကိုအားရှိစရာပဲဟုတ်တယ်ဟုတ်တယ်အခန်းငယ်လေးကတော့ရှင်အလွန်ကြီးမြတ်၍အဖိုးထိုက်သောဂရီတော်များအကြောင်းပြောထားလဲဒီဂရီတော်တွေကဘာတွေလဲဘလွန်ကြီးလို့လို့တယ်လဲရှင်ဟုတ်ကဲ့အခန်းငယ်လေးကဒီလိုဆိုတယ်ထိုတိုတိုအဖြစ်တင်းတို့ဒီလောကီတတ်မှတ်ခြင်းအညီအကျင်းကိလွတ်ရေးဖျားတကီတဘောတော့ divine nature နင်းဆက်ဆံတော်သူ partakers ဖြစ်မိအကြောင်းအလွန်ကြီးမြတ်၍အဘိုးထိုက်တော်ဂတိတော်တို့ကိုငါတို့အားပေးတမတော်မူပြီးဆိုပြီးတော့လေอืมဒီနေရာမှာအဓိကအချက်နှစ်ချက်ပါတယ်တစ်ချက်ကဒီဂတိတော်ဒီအားချင်းလောကရဲ့တက်မှတ်မှုကြောင့်ဖြစ်တဲ့ပျက်စီးခြင်းကနေလွတ်မြောက်မယ်ဟုတ်ကဲ့ဒုတိယအချက်ကပိုကြီးတော်အန်လုံးစီရကောင်းတယ်အဲ့ဒါကဖျားသခင်ဤတဘောတော်၌ပါဝင်ဆက်ဆံသူများဖြစ်လာမယ်ဆိုတာပဲ ဖျားသခင်ဤတဘောတော်၌ပါဝင်ဆက်ဆံသူများဆိုတာကဘာကိုဆိုလိုတာလဲရှင်။နည်းနည်းတော့နည်းနည်းသလိုပဲနော်။လူသားတွေကဖျားရဲ့တဘောတဘာဝမှာဘလို့ပါဝင်နိုင်မှာလဲ။အဲ့ဒါကလေကျွန်တော်တို့ဖျားဖြစ်သွားမယ်လို့ဆိုလိုတာမျိုးတော့မဟုတ်ပါဘူးခင်ဗျာ။အင်းအင်းဒါပေမဲ့ဖျားသခင်ရဲ့စင်ကြယ်ခြင်းတန့်ရှင်ခြင်းမေတ္တာတရားမြတ်ခြင်းဆက်လက်ကိုจิตတရားဆိုင်ရာတဘောတဘာဝတွေမှာပြန်လည်ပါဝင်ခွင့်ရမယ်။ပြီးတော့ အဲ့ဒီသဘောတဘာဝတွေကကျွန်တော်ရဲ့အတ္တတာမှာထင်ဟပ်လာနိုင်တယ်လို့ဆိုလိုတာပါ။အော်ဟုတ်အရန်ချဆောင်လို့လူသားတွေကဖျားရဲ့ပုံတန်တန်တော်နဲ့ဝေးကွာပြီးပျက်စီးခြင်းတဘာဝတွေရောက်သွားတယ်ပေါ့လေ။အခုခရစ်တော်အဖင်ရတဲ့ကတိတော်တွေကအဲ့ဒီပျက်စီးခြင်းတန်တရားကနေလွတ်မြောက်ရုံထဲမဟုတ်ဘူး။ဟုတ်ကဲ့။ဖျားရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ကိုရောရဲ့တန်ရှင်းမြင့်မြတ်တဲ့တဘာဝနဲ့ပြန်ချိတ်ဆက်ခွင့်အဲ့ဒီတဘာဝအတိုင်းပြုပြင်ပြောင်းလဲခွင့်ရတယ်ဆိုတော့ဖော်ပြတာပါ။ the wise believers ရဲ့မဆုတွေမှာဖော်ပြထားတယ်လို့ပဲဒါဟာခရစ်ယာန်အသက်တာရဲ့အမြင့်ဆုံးပန်းတိုင်တွေကတကူဖြစ်ပြီးရောလေတကယ်အားရှိစရာကောင်းတယ်မျှော်လင့်ချက်ပါ။အိုးဒါကတကယ်ပဲကြီးမြတ်တဲ့ဂတိတော်ပဲနော်။လောကရဲ့ပျက်စီးခြင်းကလွတ်မြောက်ပြီးဖျားရဲ့သဘောတဘာမှာပါဝင်ခွင့်ရမယ်ဆိုလား။ဒါဆိုရင်ဒီလိုကြီးမြတ်တဲ့ဂတိတော်လေရထားတဲ့ယုံကြည်သူတွေအနေနဲ့ဘာလို့ဖို့လိုအပ်တယ်လဲရှင်။ ်ရှင်ပေသူကဘာဆက်ပြောလဲဟုတ်ပြီအဲ့ဒါကအခန်းငယ်9ကနေစပြီးပြောထားတဲ့အဓိကတိုက်တွန်းချက်စီရောက်သွားစေတယ်ခမယာအခန်းငယ်9ကဤအကြောင်းများကြောင့်သူတို့ဒီကိုစီကိုစီအလွန်စ조사အားထုတ်ကြလျက်လွတ်ဆထားတယ်အင်းအလွန်စ조사အားထုတ်ကြလျက်ဟုတ်တယ်ကေတင်ချင်းဟာ ကျေးဇူးတော်တက်တက်ကြောင့်ထစ်ပေမဲ့ရရှိထားတဲ့ကယ်တင်ခြင်းနဲ့ကတိတော်ဒီကိုတကယ်တမ်းအတ္တတထဲမှာအကျိုးရှိစေဖို့ကြီးထွားဖို့အတွက်ကျွန်တော်တို့ဘက်ကအလွန်ကြိုးစားအားထုတ်ခြင်းလိုအပ်တယ်လို့ရှင်ပေသူကတိုက်တွန်းပါတယ်။ဒီနေရာမှာကြိုးစားအားထုတ်ခြင်းဆိုတာက passive fit fit လက္ခဏာမဟုတ်ဘူး။တက်ကြွစွာပါဝင်လှုပ်ဆောင်ဖို့လိုတယ်ဆိုတာကိုပြလိတယ်။ဘယ်လိုမျိုးကြိုးစားအားထုတ်ရမှာလဲရှင်။အဲ့ဒါကိုရှင်းပြထားလား။ရှင်းပြထားပါတယ်ခင်ဗျ။အခန်းငယ်9ခန်းနဲ့ခွန်အထီးမှာ နမေကြီးရဲ့ တီလက်လီကားလို့တင်စားခေါ်ကြတဲ့ဝဉဉရေးရအရေချင်းရှစ်ပြိုးကိုတစ်ခုပေါ်တစ်ခုဆင့်ပြီးဖြည့်ဆွဲကြလော့လို့တိုက်တွန်းထားတယ်။အော်ဖြည့်ဆွဲရမှာပေါ့ဟုတ်တယ်ဒီဖြည့်ဆွဲချင်း supply at ဆိုတာကလည်းတက်ကြွတဲ့လူဆောင်မှုကိုပြန်ညွန်တာပဲအဲ့ဒီအရေချင်းတွေကတော့လေပထမဆုံးကယုံကြည်ခြင်း faith ပေါ့ဒါကအခြေခံအုံမစ် Okay ပြီးတော့ကောင်းမြတ်ခြင်း virtue excellence ဆိုလိုတာကကုကျင်နေရာခိုင်မာမှုကောင်းမွန်တဲ့အကျင့်စရိုက်ပေါ့အင်းပြီးတော့ ဉာဏ်ပညာ knowledge ဒီနေရာက gnosis ကို ပြန်သုံးထားတယ်လက်တွေ့ကြတယ်အမှားအမှန်ခွဲခြားနိုင်တဲ့အတိညာဟုတ်ကဲ့ပြီးရင်ကိုယ်ကိုချုပ်တီးခြင်း self control ကိုယ့်ရဲ့စိတ်ဆန္ဒစိတ်ခံစားခြင်းအပြုမှုတွေကို ထိန်းချုပ်နိုင်စွမ်းပေါ့အဲနောက်တစ်ခုကခန္ဓာရဲ့ရှိခြင်း steadfastness perseverance အခက်အခဲစုံစမ်းနောက်ရမှုတွေကြမှာ စိတ်တမကြပဲတည်တည်ခိုက်ခိုက်ရှိနေနိုင်စွမ်းဟုတ်ကဲ့ပြီးတော့ ဖျားဝတ်နိုင်မွေလောခြင်း godliness ဖျားတခင်ကိုယိုတည်လျက်စားခြင်းကိုရောစိတ်တို့အတိုင်းအသက်ရှင်လို့စိတ်อืม now ညီကိုချင်းချစ်ခင်ချင်း brotherly affection philadelphia ယိုကြီးတို့အချင်းချင်းအပေါ်ထားတဲ့နှွေးထွေးတဲ့မိသားစုတစ်ဖွဲ့ချစ်ချင်ပေါ့ဟုတ်ကဲ့ပြီးတော့အမျက်ဆုံးကမေတ္တာ love agape အလုံးကိုလွှမ်းခြုံတယ်ကိုကြိုစွန့်အချင်းနေပေါ်မမူတည်တဲ့ဖျားတဲ့အမေတ္တာမျိုး ်ဒီရေချင်းတွေကိုတစ်ခုပြီးတစ်ခုစင့်ကဲစင့်ကဲတိဆောက်သွားဖို့တိုက်တွန်းထားတာပါ။အော်ဒါကတစ်ခုပြီးတစ်ခုအစားထိုးပတ်တာမျိုးမဟုတ်ပဲအခြေခံပေါ်မှာတစင်ပြီးတစင်ထပ်ပေါင်းတိဆောက်သွားရတဲ့သဘောပေါ့နော်။ဟုတ်ပါတယ်။အဲ့လိုသဘောမျိုးပဲ။ယုံကြည်ခြင်းနဲ့စပြီးအမြင့်ဆုံးမေတ္တာအထိဒါမှဘာကြောင့်ဒီလိုစ조사ပန်းစားတိဆောက်ဖို့လိုအပ်တာလဲရှင့်။ဒီလိုမလို့ရင်တော့ဘာဖြစ်နိုင်လဲ။ကောင်းတဲ့မင်းခုမှာပဲခင်ဗျာ။အခန်းငယ်၈နဲ့၉မှာအဲ့ဒီအကြောင်းရင်းကိုရှင်းရှင်းလင်းလင်းပြောထားတယ်။အခန်းငယ်၈မှာ အကြောင်းမူကားထိုပါရမီတို့သည်တင်နိုနိုင်ရှိ၍ကျွယ်ဝညင်ငါတို့သခင်ယေရှုခရစ်ကိုတည်တော်ညံအပဂနာစစ်နဲ့ပတ်သက်၍အကျိုးမရှိအတိမတိပဲမနေရကြလို့ဆိုထားတယ်။အင်းဆိုလိုတာကဒီသီလလေးတို့ပွားနေရင်ဘုရားသခင်ကိုတည်ကြွခြင်းဟာအသက်တာထဲမှာလက်တွေ့အကျိုးသက်ရောက်မှုရှိနေမယ်အတိအပွင့်တွေရှိနေမယ်ဆိုတာပါပဲ။မရှိရင်တော့အခန်းငယ်9က တိပေးချက်တစ်ခုလို့ထင်တယ်ရှင်ဟုတ်ပါတယ်အခန့်ငယ်ကူကပြတ်သားတဲ့တတိပေးချက်ပဲထိုပါရမီမရှိတော်သူမူကမျက်စိကန်းတီဖြစ်၍ကိုမျက်စိကိုကိုပိတ်ထား၏မိမိအပြစ်ဟောင်းမြောက်ကိုဆေးကြွအကြောင်းကိုမေးလျော့လျက်နေ၏ဟုတ်တော်တော်ပြင်းထန်တဲ့စကားပဲနော်ဟုတ်တယ်ဆိုလိုတာကဒီဝိညာဉ်ကြီးကတိုးတက်မှုတွေတီလာတွေတီးဆောင်းမှုမရှိရင်ဝိညာဉ်ရမှာမျက်စိကန်းတယ်လို့ပြောသွားမယ်အင်းအဝေးကိုမမြင်နိုင်ဘူးပေါ့ဟုတ်တယ်အမြင်တိုးသွားမယ် ပိုဆိုးတာကကိုရင်ကအပြစ်တင်ကန်နေဆေးကြောချင်းခံတရတဲ့ကက်တင်ချင်းကျေးဇူးကိုခံစားခဲ့ရတယ်ဆိုတဲ့အခြေခံအမှန်တရားကိုတော့မေ့လျော်သွားနိုင်တယ်လို့ဆိုလိုတာဒါဟာဝိညာဉ်ရမှာရတတ်နေခြင်းတမမုံနောက်ပြန်ဆုတ်ကွာခြင်းရဲ့အန်ဒီရဲ့ကိုပြင်းပြင်းထန်ထန်မိမောင်းထိုးပြနေတာပါဒီအချက်ကတော်တော်လေးလေးနက်တယ်ရှင်ရတတ်နေတာကနောက်ပြန်ဆုတ်တန်းနဲ့တူသွားနိုင်တယ်ကိုဘေကစခဲ့တယ်လဲဆိုတာကိုတော့မေ့သွားနိုင်တယ်ဆိုတာစဉ်းစားစရာပဲ ဒါဆိုရင်ဒီတီလာတွေကိုစ조사တိဆောက်ခြင်းအားဖြင့်ဘာအကျိုးကျေးဇူးတွေရနိုင်တယ်လဲရှင်အခန်းငယ်10နှစ်စတဲ့မှာအဲ့အကျိုးကျေးဇူးကိုပြောတာပါတယ်ခင်ဗျာအခန်းငယ်10မှာထို့ကြောင့်ညီကိုတို့တင်မခေါ်တော်မူခြင်းနဲ့ရွေးကော်တော်မူခြင်းကိုတည်မြဲစေခြင်းကတာဝိတ်စ조사အားထုတ်ကြလောလို့ဆိုတယ်အင်းတည်မြဲစေခြင်းက조사အားထုတ်ခြင်းဟုတ်တယ်ဒီနေရာမှာလဲအဲ့ဒါကကဲတင်ခြင်းကိုကို့အလုံးနဲ့ကြိုးစားပြီးရယူတာဒါမှမဟုတ်ဆုံးရှုံးတော့နိုင်လို့ထိမ့်သိမ့်ဖို့ကြိုးစားတာမျိုးကိုစို့လို့တာမဟုတ်ပါဘူး ဩဟုတ်ကဲ့ကျေးဇူးတော်ကြောင့်ရရှိထားတဲ့ခေါ်တော်မူခြင်းနဲ့ရွေးကောက်တော်မူခြင်းဟာတကယ်ပဲကိုယ့်အတ္တမှာမန်ကန်ခိုင်မာပါတယ်ဆိုတာကိုဒီလိုတီလာတွေတိုးပွားခြင်းဆိုတဲ့လက်တွေ့သက်သေတွေနဲ့အတိပြု ခိုင်မာစေတာကိုဆိုလိုတာပါကိုယ့်ရဲ့ယုံကြည်ခြင်းကအစစ်အမှန်ဖြစ်ကြောင်းကိုယ့်အတ္တနဲ့သက်သေပြတာပေါ့ဩကိုယ့်ရဲ့ကေတင်ခြင်းကိုသက်သေပြတာမျိုးပေါ့နော်ဒါဆိုရင်အဆုံးစွန်ကျေးဇူးကဘာဖြစ်မလဲရှင်အခန်းငယ်၁၇မှာအဆုံးစွန်ကတိတော်ကိုပေးထားတယ် အကြောင်းမူကားထိုသူချစ်လျင်တင်တို့ဒီအလျင်မမှွေးမလဲပဲနားတို့တခင်ကေတင်တော်မူတော့အရှင်ယေရှုခရစ်တီထာဝရနိုင်ငံတော်တဲ့တို့ကောင်းမှုစွာဝန်ဆားခြင်းအခွင့်ကိုရကြလိမ့်မယ်တည်းဒီလာတဲ့ကိုနေ့စဉ်ဘဝမှာစ조사ပန်းစားတည်ဆောက်ခြင်းကျွဲဝဖြစ်ဆောင်စေခြင်းအထင်အဆုံးမှာဖျားတခင်ရဲ့ထာဝရနိုင်ငံတော်တဲ့ကိုကောင်းမှုစွာ richly abundantly ဝန်ဆားခွင့်ရမယ်လို့ဆိုထားတာလက်ရှိဘဝကဝိညာဉ်ရေးကစ조사မှုတွေက ခါဝရအတွက်ဘလောက်အေးပါပြီးတန်ဖိုးရှိရဆိုတာကိုရှုံးပြနေတာပဲဒါကဝိညာဉ်ရေးရာတိုးတက်မှုကိုတကယ်ပဲလေးထားဖို့တွန်းအားပေးလက်အချက်ပဲနော်အခုကျမတို့ခိုင်းငယ်စနစ်ကနေနောက်ပိုင်းကိုဆက်ကြည့်ရအောင်ရှင်ဒီအပိုင်းမှာရှင်ပေတူးတို့ကသူပါကြောင့်ဒီအချက်တီကိုထပ်ခါတယ်လဲလေတတိပေးနေရတယ်လဲဆိုတာကိုရှင်းပြထားရယ်နော်ဟုတ်ပါတယ်ဟုတ်ပါတယ်အခိုင်ငယ်စနစ်ကနေစမမှာသူကတင်တို့ဒီအေးရများကိုတည်ရွေး တင်တို့၌ရှိသောတမတရား၌တည်ကြည်လျက်ရှိတော်လဲဤအများကိုအစင်မပြတင်တို့ကိုတတိပေးခြင်းကနာအသိရှိ၏လို့ဆိုတယ်အင်းတီဗီသားဖြစ်နေတော့တတိပေးမယ်ပေါ့တတိပေးနှိုးဆောင်နေဖို့ကသူ့တာဝန်လို့သူယူဆတယ်ဘာကြောင့်လဲဆိုတော့သူကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာလဲယုံကြည်တဲ့ကဒီအရေးကြီးတဲ့အချက်တွေကို အမြန်တတိတရရှိနေစေခြင်းလို့ပါဒါကသူ့ရဲ့ဟိုတင်းဥစရာအကောင့်တရားအနေနဲ့တိုးတော်စုပေါ်ထားတဲ့မေတ္တာနဲ့တာဝန်သိစိတ်ကိုပြတာပေါ့လေဟုတ်ကဲ့ သူဒီလောက်အလင်းမဲ့ထားပြီးသတိပေးနေတဲ့တရင်စကားကဘလောက်ခိုင်မာမှုရှိတယ်လဲဆိုတာကိုလည်းသူဆက်ရှင်းပြသွားနေနော်အခန်းငယ်16မှာသူကတဏှာကြီးပုံပြင်းတယ်မဟုတ်ဘူးလို့အခိုင်အမာပြောတယ်ရှင့်တိတိကျကျပြောရင်အခန်းငယ်16မှာငါတို့သခင်ယေရှုခရစ်တကုတော်နဲ့ကြွလာတော်မူခြင်းအကြောင်းအရာကိုသင်တို့အားငါတို့သည်ကြားပြောသောအခါလိမ္မာစွာကြံစီသောတဏှာ၏စကားကိုလိုက်သည်မဟုတ်ကိုယ်လည်းဖုံးတည်ရတော်ကိုကိုယ်တိုင်မြင်လို့သူဖြစ်ကြ၏လို့ဆိုထားတယ်။အော် မျက်မြင်တသေးဆိုတဲ့သဘောလားဟုတ်ပါရဲ့သူတို့ဟောပြောနေတဲ့ခရစ်တော်ရဲ့တန်ခိုးနဲ့ဒုတိယအကြိမ်ပြန်ကြွလာမယ့်အကြောင်းတရားလူတွေစိတ်ကူးနဲ့ရေဖွက်ထားတဲ့ပုံမြင်တွေမဟုတ်ဘူးသူပေတရယာကုပ်ယောဟန်တို့ဟာတောင်ပေါ်မှာယေရှုအယောင်တော်ပြောင်းတဲ့အချိန်ကိုတော်ရဲ့ဘုန်းအပ်တွေကိုမျက်စိနဲ့တရမြင်ခဲ့ရတဲ့မျက်မြင်သက်သေတွေဖြစ်တယ်လို့အခိုင်အမာပြောတာဟုတ်ကဲ့အခန်းငယ်၁၆ဆမခမည်းတော်ဖျားသခင်စီကနေ ဤသူကငါနှစ်သက်မြတ်နိုရငါဤချစ်သားပြီသည်ဆိုတဲ့အတန်းတော်ကိုသူတို့ကိုယ်တိုင်တန်ရှင်တို့တောင်ပေါ်မှာကြားခဲ့ရတယ်လို့အတိအလင်းသက်သေခံထားတယ်။ဒါဟာသူတို့ရဲ့တည်င်းစကားတကယ်ခိုင်မာတဲ့ကိုတွေ့သက်သေခံချက်ပဲ။မျက်မြင်တက်သည်ဆိုတာတော်တော်ခိုင်မာတာထောက်ထားပဲနော်။ဒါပေမဲ့ရှင့်ပေဒရုကအဲ့ဒီထက်ပိုခိုင်မာတဲ့ຢာတစ်ခုရှိသေးတယ်လို့ဆိုပြန်တယ်နော်ရှင်။အခန်းငယ်16မှာထိုမတပံတာရွေ့မြဲမြံတော်ပရောဖက်တို့၏နုကပတ်တော်ဒီငါတို့၌ရှိသေး၏လို့ပြောတယ်။ ကိုယ်တိုင်မျက်ရှိငယ်မြင်နားနဲ့ကြားခဲ့တာထက်ချမ်းသာကပိုခိုင်မာတယ်လို့ဆိုလိုနေတာလားအဲ့ဒါဘယ်လိုဖြစ်နိုင်မလဲရှင်ဒါကကရောစေဝင်စားစရာကောင်းတဲ့ချက်ပဲခင်ဗျဟုတ်ပါဟုတ်ပါရှင်ပေထရုကပရိုဖက်ဒီရဲ့နောက်ကပတ်တော်ဆိုလိုတာကတမဟောင်းချမ်းသာကိုကြီးညွှန်တာပေါ့လေအဲ့ဒါကသူတို့ရဲ့မျက်မြင်တက်တည်ထက်တောင်းတာ၍မြဲမြံတယ် most secure most certain လို့ဆိုပါတယ်ဟင်ဘာကြောင့်လဲရှင်ဘာကြောင့်လဲဆိုတော့ အခန်းငယ်20နဲ့21မှာအကြောင်းပြချက်ကိုပြထားတယ်။ကျမ်းစာ၌ပါတော့အဘဲ prophet ဖြူချက်များကိုအလိုအလျောက်အနတ်ဖို့ထုံနှိုလိဟုရှေ့ဦးစွာတီးမှကြလော့။ဟုတ်ကဲ့။အကြောင်းမူကား prophet ဖြူချင်းသည်အဘဲအခါများလူအလိုအားဖြင့်ဖြစ်သည်မဟုတ်။ဖျားသခင်တန်ရှင်းသူတော်သို့သည်တန်ရှင်းသောဝိညာဉ်တော်တိုက်တွန်းတော်မူသည့်အတိုင်းဟောပြောကြ၏လို့ဆိုထားတယ်။အော်ဆိုလိုတာကကျမ်းစာ prophet ဖြူချက်တွေဟာ လူရဲ့ကိုယ်ပိုင်အတွေးဖို့အနက်ဖွင့်ဆိုချက်ဒါမှမဟုတ်စိတ်ကူးကနေလာတာမဟုတ်ဘူးဖျားသခင်ကိုတော်တိုင်ကတန့်ရှင်းသောဝိညာဉ်တော်အဖြစ်သူ့ရဲ့လူလေးကိုတိုက်တွန်းလုံဆော်ပြီးပြောစေတဲ့စကားဖြစ်လို့ပို့ပြီးခိုင်ပါတယ်လို့ဆိုလိုတာပေါ့နော်ဟုတ်ပါတယ်အတိအကျတယ်လူရဲ့မညံအမြင်အနက်ဖွင့်ဆိုမှုတွေကမှားယွင်းနိုင်ပေမဲ့ဖျားစီကတိုက်ရိုက်လာတဲ့ဗျာဒိန်တော်ကတော့အမားယွင်းကင်းပြီးအခိုင်အမာဆုံးအမှန်တရားဖြစ်တယ်လို့ဆိုလိုတာဟုတ်ပါတယ်ဒါကြောင့်ပဲ ကျမ်းစာဟာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနဲ့အသက်တာအတိုင်းအခိုင်အမာဆုံးအခြေခံအုံမြင်ဖြစ်တယ်လို့ရှင်ပေတရုကအလေးပေးနေတာပါ အခန်းငယ်16မှာကျမ်းစာကိုမိုးမလဲမိတိုင်အောင်သင်တို့စိတ်နှလုံးထဲ၌အယွန်တက်ကျက်ပေါ်ထွက်မိတိုင်အောင် မောင်မိုင်းအရ၌ထွန်းလင်းသောစီမီကဲ့သို့မတ်ရေထိုနှုတ်ကပတ်တော်ကိုစစ်စစ်ဆိုက်ဆိုက်ကြည့်ရှုမသားလျင်ကောင်းပေ၏လွတ်တိုက်တွန်းထားတာကလည်းဒီကျမ်းစာဟာအမောင်ထဲမှာအလင်းပြလမ်းညွန်ဖြစ်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်ဟုတ်ကဲ့ The wise believer ရဲ့မဆူရီမှာဖော်ပြတယ်လို့ပဲဒီအချက်ကမှားယွင်းတဲ့တုန်တင်မှုတွေပေါ်မြလာနိုင်တဲ့အခြေအနေမှာဘလောက်ရေးပါသလဲရှင်အထူးသဖြင့်ရှင်ပေတရုကနောက်အခန်းကြီးအခန်းနဲ့မှမှားယွင်းတဲ့ဆရာတွေရဲ့ကြောင့်တတိပေးတော်မှာဆိုတော့လေဒီအခန်းနဲ့မှာစန်းစာရဲ့ခိုင်မာမှုဖျားဆီကလာတဲ့ဆိုတဲ့အချက်ကိုအသေးချအုံမြင့်ချပေးထားတာကအရန်အတိတ်ပဲရှိတယ်နော် အတိအကျပါပဲခင်ဗျာမှားရွေးနဲ့တွန်းတင်မှုတွေလူအတွေ့ခေါ်တွေခစ်ပေါ်ယူအစာတွေနဲ့ရင်ဆိုင်လာရတဲ့အခါကိုယ့်ရဲ့ယုံကြည်မှုကိုဘယ်အရာပေါ်မှာအခြေခံမလဲဆိုတာအရေးကြီးလာတယ်ရှင်ပေတရုကတော့ခိုင်မာတဲ့ကိုယ်တွေ့မြင်မြင်သက်သက်ရှိတယ်လို့အဲ့ဒီထက်ပိုပြီးခိုင်မာတဲ့ဖျားမှုတွင်းထားတဲ့နှုတ်ကပတ်တော်အကျမ်းစာကိုအားကိုရတီဖို့လမ်းညွှန်နေတာပါ ။ဒါဝိညာဉ်ရေးရခီးလမ်းမှာလက်မှန်ပေါ်မှာရှိနေဖို့လမ်းမလွဲသွားဖို့အတွက်အခိုင်အမာဆုံးကြောက်ဆူးနေမိပုံဖြစ်တယ်လို့ဆိုလိုတာပါပဲ။ကဲဒါဆိုရင်ကျမတို့ဒီနေ့အသေးစိတ်ဆွေးနွေးခဲ့တဲ့ရှင်ပေဒရိုဩဝါဒစာဒုတိယဆောင်အခန်းကြီး1ကနေရရှိခဲ့တဲ့အဓိကတော့ချက်တွင်တင်ချက်တင်နေလက်တွေ့ဆင်ခြင်စရာတွေကို The Wise Believers ရဲ့မှတ်စုတွေအခုညီနဲ့ပြန်ပြီးခြုံဝန်ထုံးတက်ကြည့်ကြရအောင်ရှင်။ကောင်းပါပြီခင်ဗျာ။အဓိကအချက်တွေကိုပြန်ကောင်းလို့ရရင်ပေါ့လေ။ပရမအဆုံးက ဖျားတခင်ကိုနန်းနန်းနဲ့တိကျွန်းကြီးရဲ့အဓိကချမှုပါပဲအခန့်ငယ်23ရှစ်အင်းရာဟာဝိညာဉ်ရေးရအတတအကလိုအပ်တမြကိုရရှိစေတဲ့အရင်အမြစ်ဖြစ်ပြီးဖျားရေးရအလုတ်တွေလုံနေုံအတိညာနဲ့တိနေုံထတ်အမလာကြီးပို့ရေးကြီးလေဖျားနဲ့ယဉ်ယဉ်နီနီပို့ကိုရေးရတိကျွန်းမှုကအရာအလုံးရဲ့အစပဲလို့ဆိုနိုင်တယ်ဟုတ်ကဲ့ဒုတိယအချက်ကကျမတို့ဘက်ကလွတ်ဆောင်ရမယ့်အပိုင်းနော် ဟုတ်ပါတယ်ဒုတိယအချက်က ဝိညာဉ်ရေးအကြီးထွားမှုအကတက်ကြွစွာစ조사အားထုတ်ရန်လိုအပ်ခြင်းအခန်းငယ်၅၆ဖုံစေကျေးဇူးတော်ကိုလက်ခံယုံနိုင်မပြီးသေးဘူး။အင်း조사ရအောင်မယ်။ဟုတ်တယ်။ယုံကြည်ခြင်းဥပ္ပယပေါ်မှာဖော်ပြပါတီလာတွေကိုတစ်ခုပြီးတစ်ခုလက်တွေ့ပေါ်မှာအလွန်조사အားထုတ်ပြီးဖြည့်ဆွတ်ခြင်းတွန်းဖို့လိုတယ်။တာဟာကေတင်ထင်းကိုထိန်းသိမ်းဖို့လို့တာမဟုတ်ပဲရရှိထားတဲ့ကေတင်ချင်းရဲ့အစစ်အမှန်ဖြစ်ကြောင်းသက်တည်ပြတဲ့အသီးပွင့်ဖြစ်လှုပ်ဆောင်တာပါ။ တတိယအချက်ကတော့တတိပေးချက် NDA ကိုမိမောင်းထုတ်ပြတာနော်မှန်ပါတယ်ခင်ဗျာတတိယကဝิญဉင်းရာတိုးတက်မှုရက်တန့်ခြင်းသောမရှိကွယ်ခြင်းရဲ့အန်ဒီရဲ့အခန့်ငယ်ကိုဒီတိလာတွေတိုးပွားမှုမရှိရင်ကိုကေတင်ခြင်းစားခဲ့တဲ့ဂျေဆုတော်ကိုမေ့လျော့ပြီးဝิญဉင်းရာမှာအမြင်ကွယ်အမြင်တော်ဖြစ်သွားနိုင်တယ်ဟွန်းဒါကြောက်စရာပဲဟုတ်တယ်ကိုအသက်တာမှာဝิญဉင်းရာအသီးပွင့်တွေတကယ်ရှိနေရဲ့လားတိုးတက်မှုရှိရဲ့လားဆိုတော့ကိုအမြဲစမ်းစစ်ဖို့လူအကြောင်းတတိပေးချက် ရက်တက်နေတာကနောက်ပြန်ဆုတ်တာနဲ့အတူတူပဲဆိုတော့ကိုသတိပြုဖို့ပါ။ဟုတ်ကဲ့စတုထအချက်ကကျမတို့ရဲ့အခြေခံအုတ်မြင့်နဲ့ပတ်သက်တယ်နော်။စတုထကဖရာတခင်နှုတ်ကပတ်တော်ကျမ်းစာရဲ့အကျွမ်းမဲ့ခိုင်မာမှုကိုယုံကြည်စိတ်ချခြင်းအခန့်ငယ်16 27ကျမ်းစာဟာလူအတွေ့အခေါ်ဒန္တာကြီးမဟုတ်ပဲတန်ရှင်ဘောဝိညာဉ်တော်လုံဆောင်မှုနဲ့ဖရာတခင်စီကတိုက်ရိုက်လာတဲ့ပြားဒိတော်ဖတ်တဲ့အတက်ဒါဟာအမှန်တရားကိုတိဖို့အမားကိုစန့်ကျင်တွန်းလှန်ဖို့အတက်အခိုင်အမာဆုံးအခြေခံဖြစ်တယ်။ဟုတ်ကဲ့ ကိုခန်းစားချက်လူအယူဆတွေထက်ဖះရဲ့နှုတ်ကပတ်တော်ကိုပိုဦးစားပေးဖို့ပိုစိတ်ချအားကိုးဖို့လိုအပ်တယ်ဗောလေနောက်ဆုံးပဉ္စမအချက်ကတော့ကျမတို့ရဲ့မျောလင့်ချက်နဲ့ပန်းတိုင်ကိုပြန်ညွှန်တယ်နော်ဟုတ်ပါတယ်ပဉ္စမအချက်ကထာဝရနိုင်ငံတော်ကိုမျက်မှောက်ပြုပြီးလက်ရှိဘဝကိုအသက်ရှင်ခြင်းအခန်းငယ်၁နေစဉ်ဘဝမှာတည်ဝိညာဉ်ရေးအားတည်လာတွေကိုစ조사တိဆောက်ခြင်းဟာအဆုံးမှာဖျားသခင်ရဲ့ထာဝရနိုင်ငံတော်တဲကိုကောင်းမွန်စွာဝင်စားဖို့လမ်းခင်ပေးခြင်းဖြစ်တယ်ဆိုတဲ့အမြင်နဲ့အသက်ရှင်ဖို့တိုက်တွန်းတာပါ อืมဒီလောက်ကကနဒါဖြစ်ပြီးကျွန်တော်ရဲ့အဆုံးဆုံးပန်းတိုင်ဖြစ်တဲ့သာဝရနိုင်ငံတော်ကိုမျော်ကြည့်ရင်လက်ရှိအတ္တတာကိုအသေးပဲရှိရှိအသက်ရှင်ဖို့အားထည်တာပါ ဒီအချက်တွေဒါဝိညာဉ်ရေးရာမှာပိုပြီးနက်နက်ဆိုင်ဆိုင်ကြီးထွားခြင်းတူတွေအတွက်တကယ်ကိုလက်တွေကြပေးအားရှိစရာလမ်းညွှန်မှုတွေပဲနော်အထူးသဖြင့်ဒီတီလာတလေခါကတော်တော်စိတ်ဝင်စားဖို့ကောင်းနေရှင်ဒါကိုလက်တွေဘွားမှာဘလို့ချင်းကအတုံးချနိုင်မလဲယုံကြည်ခြင်းနဲ့နေစပြီးမိတ္တာအထိတဆင်ချင်းတက်ဖို့ဆိုတာကစင်ခေါ်မှုကြီးတစ်ခုလို့ပဲနော်မှန်ပါတယ်ခင်ဗျာဒါကတရနေ့နဲ့ပြီးသွားမယ်ကိစ္စမဟုတ်ဘူးတသက်တာစ조사အားထုတ်သွားရမယ်ဝိညာဉ်ရေးရာခရီးစဉ်ပါအရေးကြီးတာက ဒါရီယာတီးကြစေမဟုတ်ပဲတခုနဲ့တခုဆက်ဆက်နေတယ်ဆိုတာသတိပြုဖို့ပါ။ဩဆက်ဆက်နေတာကိုဟုတ်တယ်။ယုံကြည်ခြင်းခိုင်မာလာမှကိုကျင်တရားကောင်းမြတ်ခြင်းကိုပိုတည်ဆောက်နိုင်မယ်။ကိုကျင်တရားရှိလာမှအမှားအမှန်ခွဲခြားတဲ့ဉာဏ်ပညာပို့တိုးလာမယ်။ဉာဏ်ပညာရှိလာမှကိုကိုကိုပို့ချုပ်တွဲနိုင်မယ်။ကိုကိုကိုချုပ်တွဲနိုင်မှအခက်ခဲတွေကြုံတဲ့အခါပို့ခံနိုင်ရရှိမယ်။အင်း။အင်း။ခဏရရှိဖို့က ဖះကိုယိုတဲလေးစာအာကိုရစေဖះဝဲနိုင်မွေလို့ချင်းနဲ့အများကြီးဆိုင်တယ်ဒီအရာတွေရှိလာမှညီကိုချင်းကိုစစ်မှန်စွာချစ်ခင်နိုင်မယ်ဒီအရာအလုံးက အမြင့်ဆုံးဖြစ်တဲ့အခြေအနေမှမေတ္တာအကပေကိုလက်တွေ့ကျင့်ကြံနိုင်ဖို့လေးကဖြစ်တယ်လို့ဖြစ်နေတာမှာဩအဲ့လိုကိုအောက်ကဟာမခိုင်းရင်အပေါ်တက်ဖို့ခက်မယ်ပေါ့နော်အဲ့ဒါမျိုးပဲဟုတ်တယ်တခုခုကြော်ပြီးနောက်တခုခုသွားလို့မရသလိုအောက်ကအဆင့်တွေမခိုင်းမှာပဲအပေါ်ကအဆင့်ကိုဒီဆပ်ဖို့မလွယ်ဘူး ဒါကြောင့်ရှင်ပေသူတို့ကဖြည့်ဆွတ်ကြလို့ဆိုတဲ့စကားကိုသုံးပြီးတစ်ခုပြီးတစ်ခုအားစိတ်တိဆောက်ဖို့တိုက်တွန်းတာပါတုံးအဲ့ဒီလိုအပြန်လန်ဆက်ဆက်ပြီးအားဖြစ်နေတာကိုနားလဲလိုက်မှဒီလေကားရဲ့အတိတ်ဘယ်ကပိုပြည့်စုံသွားတယ်ရှင်ဒါဆိုရင်ကျမတို့အခုဆွေးနွေးခဲ့ရတဲ့ကိုခြုံငုံကြည့်အောင်နော်ဒီနေ့ကျမတို့အတူတကွလစ်လာခဲ့တဲ့ရှင်ပေထရုဩဝါဒစာဒုတိယဆောင်အခန်းကြီး1ကနေရတဲ့အဓိကအနှစ်ချုပ်ကတော့လေ ဒါဟာစစ်မှန်တဲ့ဝိညာဉ်ရေးရာတိုးတက်မှုနဲ့ရင့်ကျက်မှုအတွေ့ရှင်းလင်းခိုင်မာတဲ့လမ်းပြမြေပုံ ဖြစ်တယ်ဆိုတာပါပဲဟုတ်ပါတယ်ဒီတိုးတက်မှုဟာဘုရားသခင်အလွန်ကြီးမြတ်တဲ့ဂတိတော်တွေပေါ်မှာအခြေခံတယ်ဒါမဲ့ဒီဂတိတော်တွေကိုလက်တွေ့အသက်တာထဲမှာအကျိုးသက်ရောက်စေဖို့ကျမတို့ဘက်ကတက်ကြွစွာ ပါဝင်ပြီးအလွန်စူးစမ်းအထောက်ဖို့လိုအပ်တယ်နော်ဟုတ်ကဲ့လိုအပ်ပါတယ် ဒီလိုစ조사ဖို့အားပေးတဲ့တည်င်းစကားဟာလဲစိတ်ကူးယဉ်တန်တာဒီမဟုတ်ပဲခိုင်မာတဲ့မျက်မြင်သက်တည်ဒီနဲ့အဲ့ဒီထက်ပိုခိုင်မာတဲ့ဖျားမှုတွန်းထားတဲ့စံစာကအခိုင်မာအတိပြုပေးထားတာဒီချက်လက်တွေကို The Wise Believers အဖွဲ့ကဖြူးစုထားတဲ့မဆုတွေကနေထုံလို့ဆွေးနွေးခဲ့တာဖြစ်ကြောင်းထပ်မံအတိပေးလိုပါတယ်ရှင်နောက်ဆုံးအနေနဲ့စဉ်းစားစရာတွေးလေတစ်ခုနဲ့ဤကုန်ချုပ်ချင်ပါတယ်ခင်ဗျာ ရှင်ပေဒရုဟာဒီချမ်းပွဲမှာဖျားတခင်ကိုနဲ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 တိကျွမ်းခြင်းအပီနိုစီနဲ့ဝိညာဉ်ရေးရာတီလာတွေကိုတက်ကြွစွာဖြည့်ဆွတ်ခြင်းစူးစားအားထုတ်ခြင်းဆိုတဲ့အချက်နှစ်ချက်အပေါ်မှာအလိုမဲအလျက်နဲ့ထားခဲ့တယ်။ဟုတ်ကဲ့သူကဒါဒီကိုသူမကွေးလွန်ခင်မှာယုံကြည်သူတွေဘရောမမမြင့်ထထက်ခါတလဲလဲအရေးတကြီးတတိပေးခဲ့ရတယ်။ဒီလိုဆိုရင်ကျွန်တော်ရဲ့ဝိညာဉ်ရေးရာအထက်တာမှာ ခနူးယုံကြည်ခြင်းကိုလက်ခံယုံတောင်းဟုဘာသာရေးအတီတရားရှိနေုံနဲ့ရက်တက်နေပြီးရှင်ပေတရုတိုက်တွန်းခဲ့သလိုဆက်လက်ကြီးထွားရင်းချက်ဖို့ကြိုးစားအားထုတ်မှုကိုလက်ချုပ်ရှုထားမိမယ်ဆိုရင် သူဖော့ပြခဲ့တဲ့အကျိုးကျေးဇူးတွေပေါ့လေ။ဟွန်းကြီးစုတော်နဲ့ငိမ့်သက်ချင်းကျေဝါချင်းတို့လိုမျိုးဟုတ်တယ်လောတမယကိုဖျားတန့်ခိုးတော်ကပေးခြင်းဖျားတဘောတော်၌ပါဝင်ခြင်းထာဝရနိုင်ငံတော်သို့ကောင်းမွန်စွာဝင်စားခြင်းစတဲ့ ပြည့်စုံကျွဲဝါးတဲ့ဝိညာဉ်ရအတ္တတရဲ့အနိတ္တရအတော်များများကိုလွဲချော်သွားစေနိုင်မလားစဉ်းစားစီရပဲနော်ရှင်ပေတရုရဲ့အရေးတကြီးတတိပိချက်ဟာနှစ်ပေါင်းချက်ထောင်နီးပါးကြာခဲ့ပြီမဲ့ဒီနေ့ကျွန်တော်ရဲ့ဝိညာဉ်ရတဲ့ခီးလန်းအပေါ်ရိုးရေးပါမှုယော့သွားပြီလားနမမို့အဲ့ဒီတော့ကလိုပဲဒီနေ့ခင်မာလေဒီလိုနှိုးချမှုစ조사အားထုတ်မှုနဲ့ဆက်ကပ်မှုတွေဟာမရှိမဖြစ်လွတ်နေစေပါလားဆိုတာကိုအလေးနဲ့ဆင်ခြင်ဖို့ချမ်းသာခဲ့ခြင်းပါတယ်ခင်ဗျာ